အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့နိုဝင်ဘာလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့မိုးကြီးရေရှမ်းအရေပေါ်သတိပေးချက်အပြင်အရေးကြီးမိုးလေဝသမုန်တိုင်းသတင်းများကိုတင်ဆက်ပေးသွားပါမယ်ပထမဦးစွာတိုင်ဖုန်မုန်တိုင်းခမ်မေဂီရဲ့အခြေအနေကိုတင်ပြပေးသွားပါမယ်ယနေ့မြန်မာစံတော်ချိန်15နာရီ30ချိန်တိုင်းထွာကြများရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်မုန်တိုင်းခမ်မေဂီဟာအနောက်ဘက်သို့ရွေ့ရှားခဲ့ပြီး ဗီယက်နမ်နိုင်ငံကွေညမ်းမြို့ရဲ့အရှိအရှိတောင်ပံရေမိုင်90မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အဆိုပါတိုင်ဖုန်းမတိုင်းခမီကီဟာမြန်မာစံတော်ချိန်15:30ချိန်မှာမြောက်လက်တီကျူ73.3ဒီဂရီနဲ့အရှိလောင်တီကျူ110.8ဒီဂရီတွင်ရှိပြီးဗဟိုချက်လေဖိအား935ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်ထုံးမှာတနာရီလျင်မိုင်130နှုန်းခန့်ဖြစ်ပါတယ်။နောက်24နာရီတွင်ခံမှန်းချက်ကတော့အဆိုပါတိုင်ဖုန်းမတိုင်းခမီကီဟာ အနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးယနေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံကမ်းခြေကိုဒါနန်မြို့ရဲ့တောင်ပံ၊ကွီညန်းမြို့အနီးမှာဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဲဒီကနေ့တစဉ်အနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်24နာရီတွင်ဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်ဒေသတို့ကိုအာကောင်သောအပူပိုင်းမုန်တိုင်းကာမေဂီအဖြစ်ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါတိုင်ဖုန်းမတိုင်းခံမိကြီးမှာပြတ်ထွက်လာသောတိမ်တိုင်များကြောင့်၈ရက်၁၇လ2025ရက်နေ့မှ၁၀ရက်၁၇လ2025ရက်နေ့အတွင်း နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်မှာနေရာနှံပြားမိုးထစ်ကြုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ကြားမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြဝကျွန်းပေါ်မုတ်တမခွေမုန်တနင်္သာရီကန်ရန်တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းအသင့်အင့်မှလှိုင်းကြီးနိုင်ပါတယ်။ မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနာယီလရင်25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြစ်မှာမြေဝကျွန်းပေါ်မုတ်ဒမကွေမွန်တနင်္သာရီကန်ရန်တစ်ချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာခုနှစ်ပေမှ9ပေခန့်ရှိနိုင်ပါတယ်။တိုးဖြစ်ပါ၍မိုးသည်ထန်သွားရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက် အဆိုပါဒေတာများရှိကုန်းမြင့်ဒေတာနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြူမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်ရင်းရေချောင်းသွားလာရေလေချောင်းပြန်တန်းရေးနှင့်ဆယ်မြောင်းဒါရမန်များအနေဖြင့်လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါသည်အခုဆက်လက်ပြီးနိုဝင်ဘာလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။ ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်အတင်ဖြစ်ထွန်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်။ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်15:30အချိန်တိုင်းထွာကြများရာတောင်တရုတ်ပင်လယ်ပြင်နဲ့ဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမွန်တိုင်းကာမီဂီဟာအနောက်ဘက်သို့ရွေ့လျားခဲ့ပြီးဗီယက်နမ်နိုင်ငံကွီညန်းမြို့ရဲ့အရှိအရှိတောင်ဘက်ရေမိုင်90မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။အဆိုပါတိုင်ဖုန်းမွန်တိုင်းကာမီဂီဟာ အနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးယနေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံကမ်းခြေကိုဒါနမ်မြို့ရဲ့တောင်ဘက်ကွီညန်းမြို့အနီးမှဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အရိကနေတဆင်အနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်24နာရီတွင်ဗီယက်နမ်နိုင်ငံနဲ့လောင်နိုင်ငံနေဆက်ဒေသတို့ကိုအာကောင်သောအပူပိုင်းမုန်တိုင်းကမ်မီဂီအဖြစ်ဖြင့်ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။မနက်ဖြန်နံနက်ထိခန့်မှန်းချက်များကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ။စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြား။ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အေရဝတီတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကျကျ။နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံပြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။မြမပင်လယ်ပြင်မှာတော့မြမကန်ရုံးနဲ့တခြားနယ်ကန်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံမိုးတက်လေးပြင်းများကြာရောက်ပြီးလှိုင်းအသင့်အတင်းမှလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေးပြင်းကြတဲ့ရေပြင်းပြင်းပြင်းလေးဟာတနအီလရင်25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြစ်မှာမြမကန်ဝန်းနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ် မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံပြားမိုးထစ်ချုံရွာပါမယ်။နေပြည်တော်နဲ့ဤတဝိုက်အတွက်မနက်ဖြန်နံနက်ထိခန်းမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါလေ။ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်မနက်ဖြန်နံနက်ထိခန်းမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါလေ။မန္တလေးမြို့နယ်ဤတဝိုက်အတွက်မနက်ဖြန်နံနက်ထိခန်းမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါလေ။ အခုဆက်လက်ပြီးမြေရည်အခြေအနေများကိုတင်ဆက်ပေးသွားပါမယ်။6နိုင်ဝဲချိန်တိုင်းထွားကြရမြေကြီးနားမြို့ရဲ့မြေရည်ဟာအပေါင်း30စင်တီမီတာတပေခန့်ပြန်တက်ပါရယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ဟာ26.3ဒီဂရီဆယ်စီယပ်ရှိခဲ့ပြီးယနေ့အနည်းဆုံးပူချိန်ကတော့27.3ဒီဂရီဆယ်စီယပ်ဖြစ်ပါရယ်ခင်ဗျာ။မြေကြီးနားမြို့ရဲ့မြေဟာစိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိဖို့အတွက်815စင်တီမီတာ26ပေခွဲကျော်ခန့်အလိုမှာရောက်ရှိနေပါတယ်။ မြေရည်တက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထူးကဲမြေရည်ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။မြေကြီးနားမြို့ရဲ့မြေရည်အဝင်စုစုပေါင်းအပေါင်း264စင်တီမီတာရှစ်ပေခွဲကျော်ခန့်မြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။31ရက်10လ2025ရက်နေ့နေ့လယ်ပိုင်းမှာစတင်၍ဖြစ်ဖြစ်ချင်းမြင့်တက်ခဲ့ပါတယ်။မနေ့ကနေ့လယ်ပိုင်းအချိန်ထိစုစုပေါင်းအနှုတ်185စင်တီမီတာ၅ပေခွဲကျော်ခန့်ပြန်လည်ကျဆင်းခဲ့ပြီးနော်။ ယနေ့နံနက်ပိုင်းမှာအပေါင်း30စင်တီမီတာတပေခန့်ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်အနှိမ်ငယ်ထပ်တက်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့မှာပြန်လည်ကျဆင်းနိုင်ပါတယ်။အေယာရီမြစ်ထပ်ပိုင်းမှာမိုးအားအနှိမ်ငယ်ရှိနေပါတယ်။ရန်ဖန်ရန်ခါအေယာရီမြစ်ဆောင်ထပ်ပိုင်းမှာနေရာကွက်ကြားမိုးတဲ့ထန်စာရွာသွန်းခြင်းများကြောင့်မြေကြီးနားမြစ်ရေကျဆင်းနေရမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။သကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံး မြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ AR မြေအထက်ပိုင်းမေခမြင့်နဲ့မလိခမြေဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနည်းငယ်ရှိနေပါတယ်။ AR မြေရိုးတစ်လျှောက်နဲ့ချင်းတွင်းမြေရိုးတစ်လျှောက်မြစ်ကမ်းအနီးမြေနှိမ့်ဒေသများနဲ့မြေနုကျွန်းများတွင်စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ AR မြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ပထမဦးစွာချင်းတွင်းမြေရိုးအခြေအနေများကိုတင်ပြပေးပါမယ်။ 6ရက်17လ2025ရက်နေ့6နိုင်ခွဲချိန်တိုင်းထွာကြရာခန်းဒီမျိုးရဲ့မြေကြီးဟာအပေါင်း14စင်တီမီတာ9လမ်းမခန့်ထက်တက်ပါတယ်။6ရက်17လ2025ရက်နေ့6နိုင်ခွဲချိန်တိုင်းထွာကြရာမုံရွာမျိုးရဲ့မြေကြီးဟာအပေါင်း14စင်တီမီတာ9လမ်းမခန့်ထက်တက်ပါတယ်။ခန်းဒီမျိုးမှာမြေကြီးနောက်ထပ်အနှဲငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့မှာပြန်လည်ကြဆင်းနိုင်ပါတယ်။ဟုံမလင်းမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်တက်နေပါဦးမယ်။ ဟောင်းပြင်းမြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်တက်နေပါအောင်မယ်။မော်လိုက်မြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်တက်နေပါအောင်မယ်။ကလေးဝမြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်တက်နေပါအောင်မယ်။မင်းကြီးမြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်လက်တက်နေပါအောင်မယ်။ကဏီမြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်တက်နေပါအောင်မယ်။မုံရွာမြို့မှာမြစ်ရည်ဖြည့်ပြည့်ချင်းဆက်တက်နေပါအောင်မယ်။ထပ်မံပြီးတော့ ARV မြစ်ရည်အခြေအနေများကိုတင်ပြပေးပါမယ်။ ARV မြို့တချောင်းမြို့များအားလုံး မြို့စင်လိုက်မြေကြီးပြန်လည်မြင့်တက်လာမှာဖြစ်ပါရယ်ခင်ဗျာဗမော်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်မနက်ဖြန်နံနက်ပိုင်းမှာ ပြန်လည်မြင့်တက်လာနိုင်ပါတယ်ရွှေကူမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါဦးမယ်မနက်ဖြန်ညပိုင်းမှာပြန်လည်မြင့်တက်နိုင်ပါတယ်ကတာမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်တက်နေပါဦးမယ်ယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့မှာပြန်လည်ကြာဆင်းလာနိုင်ပါတယ်မြေကြီးအဝင်စုစုပေါင်းအပေါင်း221စင်တီမီတာခုနှစ်ပေကျော်ခန့်မြင့်တက်ခဲ့ပြီဖြစ်ပါတယ် ထီးကြိုင်မြို့မှာမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။တပိတ်ချင်းမြို့မှာမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။မန္တလေးမြို့မှာမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။စကိုင်းမြို့မှာမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။မြင်းမှုမြို့မှာမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။ပခုတ်ကူမြို့မှာမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။ညောင်မြို့မှာမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။ချောင်းမြို့မှာမြစ်ရည်ဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။ မင်းမှုမျိုးမှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်တက်နေပါအောင်မယ်။မကွေးမျိုးမှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်တက်နေပါအောင်မယ်။အောင်လံမျိုးမှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်တက်နေပါအောင်မယ်။ပြည်မျိုးမှာမြေရည်အနေငယ်ထက်ကြနိုင်ပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။စိတ်သားမျိုးမှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြာဆင်းနေပါမယ်။ယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့မှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဟင်္ဒရာမျိုးမှာမြေရည်ဖြည့်ဖြည့်ချင်းဆက်လက်ကြာဆင်းနေပါမယ်။ ဇလုံမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။အခုဆက်လက်ပြီးမြန်မာပြည်တလွှမ်းမိုးကြီးမဲ့ဒေသများကိုတင်ဆက်ပေးသွားပါမယ်။ကာမေဂီတိုင်ဖုန်းမုန်တိုင်းယနေ့ညပိုင်းဗီယက်နမ်ကုန်းတွင်းဝင်ရောက်တိုက်ခိုက်ပြီးနောက်၎င်းမုန်တိုင်းကျွင်းကျန်လေးပွေလှိုင်းဟာခုနှစ်ရက်နေလာအိုထိုင်းမှတဆင့်ဖြတ်ကျော်ဝင်ရောက်လာကာနိုဝင်ဘာလ10ရက်နေ့မနက်ပိုင်း7:00နာရီမြန်မာတောင်ပိုင်းကုန်းတွင်းပိုင်းဝင်ရောက်ရိုက်ခတ်ခြင်းအချိန်နဲ့အေရာဗတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ် နေပြည်တော်ခရိုင်မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်မကွေးခရိုင်တရက်ခရိုင်ရှမ်းပြည်နယ်တနင်္သာရီတိုင်းဒေသကြီးမွန်ပြည်နယ်ကယားပြည်နယ်ရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာရှစ်ရက်နေ့မနက်၈နာရီနောက်ပိုင်းလေတိုက်နေရာမှာနေရာကျကျဲမှာနေရာကွက်ကြားမူကြည့်ပါမယ်။ဟင်းတဒါမအူပင်ညောင်တုံဒေဒရဲအင်ကပူကြောင်ကုန်ငတိုင်းချောင်းကျုံပြောဟင်းတဒါဇလွန်တနုပြူ ပန်းတနော်ညောင်တုံးမအူပင်ဒေးတရေကြိုက်လက်ဖြာပုံပိုကလေးပြင်စလူဝါခေမဟိုင်းကြီးကျွန်းမော်ကျွန်းမိမ့်မလကျွန်းပသိမ်ငပူတော်လက်ပွတ်တာမြောင်းမြကံကြီးတောင် လေးမျက်နာအတုတ်ရေကြီးနဲ့တာပေါင်းတို့မှာမနက်၈နာရီနောက်ပိုင်းလေးတိုက်မူကြည့်ပါမယ်ပကိုးပြီပဒောင်းတာယာဝတီ30မင်းလှ စစ်ကွင်းမိုးညူပေါက်ခေါင်းပေါင်းတလေပေါင်းတယ်တဲကုံဇီကုံပရီကုံအုတ်ဖို့အုတ်တွင်းညောင်ချီတော့ညောင်လေးပင်ဝေါ်တိုက်ဥကဝတက္ကလအုံးနယ်တနက်ပင်ကြောက်ကြီးမုံကြောက်တကရွှေကျင်ဖြူဇေယပတီကျိုးပင်ကလက်ပဒန်းတောင်ငူစွာနဲ့ရင်ီတို့မှာ မနက်6:00နာရီနောက်ပိုင်းလေတိုက်ပြီးမူကြည့်ပါမယ်။မော်လမြိုင်၊ကြိုက်ထူ၊ကြိုက်ထီယို၊ကြိုက်ခမီ၊ကြိုက်ကော၊ကြိုက်မယော၊မုဒုံ၊မုဒ္ဓမ၊တထုံ၊ချောင်းစုံ၊ပောင်း၊တန့်ဖြူစရက်လက်မိုင်းနဲ့ရေတို့မှာမနက်9:00နာရီနောက်ပိုင်းလေတိုက်မူကြည့်ပါမယ်။ဖအံ၊မြိုင်ကလေး၊ဖာပွန်၊ရှမ်းရွာသစ်၊လှိုင်းပွဲ၊ထီလုံ၊ကြိုင်းစိတ်ကြီး၊ဖျားသုံးစု၊ ၊ကြိုက်တုံ၊စုကလိ၊ကော့ဂရိတ်၊မြဝတီတို့မှာမနက်၂နာရီနောက်ပိုင်းလေတိုက်မူကြည့်ပါမယ်။တဝဲ၊ရေဖြူ၊တရက်ချောင်း၊မောင်းမကန်၊ဘိတ်၊ပလော၊ပလောက်ကျုံးစုမျိုးတို့မှာမနက်၂နာရီနောက်ပိုင်းမူကြည့်ပါမယ်။ရန်ကုန်မြို့တွင်းဒေသကြီးတွေဖြစ်တဲ့တိုက်ကြီးအဖျောက်မော်ပြီးတိလဝါတန်လျင် ကုန်းကြံကုန်းတွန့်တေးသုံးခွားနဲ့ခရမ်းတို့မှာ မနက်6နာရီနောက်ပိုင်းလေတိုက်မူကြည့်ပါမယ်။ကြောက်ဖြူ၊မန်အောင်၊တောင်ကုတ်၊အန်၊မအီ၊ကွ၊ငပလီတို့မှာနေ့လယ်7နာရီနောက်ပိုင်းမူကြည့်ပါမယ်။မကွေ၊မင်းဘူး၊စင်ပေါင်ဝဲ၊မြို့တေ၊တောင်တွင်းကြီး၊တရက်၊အောင်လန်၊နတ်မောက်တို့မှာညနေ2နာရီနောက်ပိုင်းမူရွာပါမယ်။နေပြီးတော့တက်ကုံ၊ပြင်မနာ၊လေဝေ၊ကူမဲ၊ဝမ်းသား မိထီလာပျော်ပွင့်တဲ့ရမဲသင်းတို့မှာညနေ2နာရီနောက်ပိုင်းမိုးရွာပါမယ်။တောင်ကြီးကလောအောင်ပန်းပင်တရရွှေညောင်အင်းလေးပင်လုံးမိုင်းကိုင်းမိုင်းဖြတ်တာချီလေးတာလီစီဆိုင်ပင်လုံးမိုင်းတုံကျိုင်းတုံမိုင်းရောင်မိုင်းလာမိုးပြေ လင်းခေမိုင်းပြင်း မိုင်းခတ်ပေါင်းလုံးနဲ့ဖဲကုံတို့မှာမနက်9နာရီနောက်ပိုင်းမိုးကြီးပါမယ်။ လွိုက်ကောဖဲကုံဘောလခဲမော်ချီဖရုဆိုခဲဖြူအစိုးပါဒေတာများမှာမနက်9:00နာရီနောက်ပိုင်းမိုးရွာသွန်းမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ အားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ